သင်ကတကယ်လို့အတန်ပြောင်းသွားပြီအတန်အောသွားပြီဆိုလို့ရှိရင်အခုကျွန်တော်ပြောပြမယ့်အချက်၁၀ချက်ကြောင့်ဖြစ်နိုင်ပါတယ်အဲ့တော့အတန်ပြောင်းသွားတဲ့ဟာကတချို့အချက်တွေကပြဿနာမရှိဘူးအနေနဲ့မရှိဘူးခဏတစ်ဖြုတ်ပဲဖြစ်တယ်ဒါပေမဲ့တချို့အချက်တွေကြောင့်ဖြစ်တာဆိုလို့ရှိရင်တော့အတန်နေရဖြစ်တဲ့ဒီဖြစ်စီတဲ့အချက်တွေလည်းရှိပါတယ်ဒါကြောင့်မို့လို့ဒီဗီဒီယို file ကိုအဆုံးထိကြည့်စေချင်ပါတယ်အလုံးဝမင်္ဂလာပါကျွန်တော်ကတော့နာတာတီဟန်ထုံးမဖြစ်ပါတယ်အဲ့တော့အချက်၁၀ချက်ထဲမှာပထမဆုံးအချက်ကကြတော့ဒီအတန်ကိုအသုံးပြုတာများတဲ့အခါမှာဖြစ်ပါတယ်အဲ့တော့ဆရာမတွေပါဝင်တယ်နောက်အစိုးရတွေပါဝင်တယ် ဒါမှမဟုတ်ကိုကတချင်းကိုအကျယ်ကြီးနဲ့အကြာကြီးဆိုလိုက်တယ်အတန်ကိုအရန်တောင်းလိုက်တယ်သို့မဟုတ်ဒီကိုကလူတွေရှိမှစကားအကြာကြီးပြောလိုက်ရတယ်အဲ့လိုခါမျိုးမှာဆိုလို့ရှိရင်ဒီအတန်ဂျိုးအတန်အိုးတွေကပိုလှုပ်လှုပ်ရပြီးတော့ခဏတစ်ဖြုတ်အတန်ပြောင်းသွားတာအတန်ဩသွားတာဖြစ်တတ်တယ်ဒါပြဿနာမရှိဘူးနားလိုက်လို့ရှိရင်ပြန်ပြီးတော့တတ်တာသွားမှာဖြစ်တယ်အနေနဲ့မရှိဘူးအဒုတိယချက်ကကြာတော့ဒီကျွန်တော်တုတ်ကွင်းပြီးတဲ့ခါမှာဖြစ်ပါတယ်အဲ့ဒါကတော့ရှင်းပါတယ်တုတ်ကွင်းပြီးလို့ရှိရင်တော်တော်များများအတန် ပြောင်းတတ်တယ်เนาะအဲ့တော့တကွေးပြည့်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ virus spore တွေကเนาะဒီတကွေးဖြစ်စေတဲ့ virus spore တွေကအတန်ကျိုးကိုသွားထိပြီးတော့အတန်ပြောင်းတာအတန်အောင်တာဖြစ်တတ်ပါတယ်။ဒါလည်းပဲခဏတစ်ချုပ်ဖြစ်တယ်။ပြန်ပြီးတော့ကောင်းသွားတဲ့အခါမှာနလန်ထူတဲ့အချိန်မှာပြန်ပြီးတော့ကောင်းသွားမှာဖြစ်ပါတယ်။အဲ့တတိယအချက်ကကြတော့ဒီ အဆစ်ပေါ့နော်အဆစ်တက်တွေအပေါ်တက်လာတဲ့အခါမှာဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကမြန်မာလိုဆိုလို့ရှိရင်အဲဆချင်းပြန်ယောဂါလို့ခေါ်တယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ GERD လို့ခေါ်တယ်အဲ့တော့ဒီယောဂါဖြစ်ပြီဆိုလို့ရှိရင်ဒီအစာရင်ထဲမှာရှိတဲ့အဆစ်တွေကအပေါ်တက်လာတယ်အပေါ်တက်လာပြီးတော့သူကအတက်လွန်ပြီးတော့ဒီအတန်အိုးသွားပြီးတော့ထိတာမျိုးဖြစ်တတ်တယ်အဲ့ခါမှာဆိုလို့ရှိရင်ရင်ပူတဲ့ဝိညာဉ်ကခံစားရတယ်လို့အတန်ပြောင်းသွားတာမျိုးလည်းဖြစ်တတ်တယ်အဲ့တော့ဒါလည်းပြဿနာမရှိဘူးဒီအစာအိမ်ရဲ့နော်အဆစ်ကိုတိကျကုသလိုက်မှဆိုရင်ဒီစချင်းမြောင်ကောက်တိကျကုသလိုက်မှဆိုလို့ရှိရင်ပြန်ပြီးတော့ ကောင်းမှာဖြစ်ပါတယ်နောက်ထပ်အချက်တစ်ခုကကြတော့ကျွန်တော်ကဒီပေါ့နော်တခုခုနဲ့ဓာတ်မတည့်ဘူးဓာတ်မတည့်တာဖြစ်ပြီးတော့နှာစီးသွားရတယ်เนาะအဲ့တော့အဲ့နှာစီးသွားတဲ့အချိန်မှာ affiliate ဆိုလို့ရှိရင်တခါလေဓာတ်မတည့်တာဖြစ်တဲ့ဟာကအဲ့နှာရည်တွေကဒီနောက်ကိုပြန်ကျပြီးတော့လေချောင်းထဲကိုကျပြီးတော့အတန်အောရာမျိုးဖြစ်တတ်တယ်အတန်ပြောင်းသွားတာမျိုးဖြစ်တတ်တယ်ဒါလည်းပြဿနာမရှိဘူးเนาะကျွန်တော်ဒီဟာကိုတခြားကုသလိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကောင်းသွားမှာပဲဖြစ်ပါတယ်နောက်ချက်ကကြတော့ဒီဆက်လိုက်တွေ အရက်တွေကြောင့်ဖြစ်တယ်။အော်ဆလိတ်အလွန်ကျွံတောက်ပြီဆိုလို့ရှိရင်အတန်ပြောင်းသွားတတ်တယ်နော်။ပြီးတော့ဒီဆလိတ်ကိုအလွန်ကျွံတောက်တာနဲ့အရက်ကိုအလွန်ကျွံတောက်တာကအတန်အိုးကင်ဆာဖြစ်နိုင်ခြေကိုလည်းမြင့်တက်စေတယ်နော်။အားကြောင့်မလို့ဆလိတ်အရက်ကိုရှောင်တင်တယ်သို့မဟုတ်ရှော့ပြီးတော့တောက်တင်တယ်။အဲ့တော့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီဆလိတ်အရက်တွေကနော်ဒီအတန်ကျိုးကိုထိကိုက်စေတယ်။အဲ့ခါမှာအတန်ကျိုးကကြာလာလို့ရှိရင်တိတ်ပြီးတော့ကျမရေမကောင်းတော့ဘဲနဲ့အတန်ပြောင်းသွားတာမျိုးဖြစ်တတ်တယ်။ တော့နောက်ဆုံးဒီဟာရဲ့ကြောင့်ကန်ဆာဖြစ်သွားတဲ့အခါမှာလည်းပဲနော်ဒီအတန်ပြောင်းသွားတာမျိုးဖြစ်တတ်ပါတယ်နောက်တစ်ချက်ကကြတော့ဒီအဲဂွန်အခန်းထဲမှာအနေများတဲ့လူတွေဖြစ်တယ်เนาะတချို့တွေဖြစ်တတ်တယ်အဲတော့အဲဂွန်အခန်းအရန်အေးအောင်ဖွင့်ထားတယ်အဲဂွန်ကစိတ်တွေအောင်ဖွင့်ထားတယ်အဲတော့ဒီလေကိုလည်းကိုကဓာတ်ရိုက်ကိုရှေ့ကိုရောက်နေတယ်လေကအမအဲဂွန်ကဒီမှာကိုရှေ့ကိုဓာတ်ရိုက်လေကရောက်နေတယ်စွင်းလည်းမလောက်မလှဲ့ဘူးဆိုလို့ရှိရင်အကြံလာတဲ့အခါမျိုးမှာဒီเนาะလေကအေးတာလေက၆တာနေတဲ့ဆင်ကျွန်တော်တို့က တန်ပြောင်းသွားတာအတန်ဩရာလည်းဖြစ်တတ်တယ်ဒါကလည်းပြဿနာမရှိဘူးတဘာဝပဲဟိုအဲကွန်းကိုဆွင်းလုပ်ပေးမယ်နော်တెంပရေချာကိုချော့လိုက်မယ်ဆိုလို့ရှိရင်ပြန်ပြီးတော့ကောင်းသွားနိုင်တယ်ပြီးလို့ရှိရင်ရေတောက်နေတဲ့လူတွေမှာလည်းပဲဒါဖြစ်တတ်တယ်နော်ရေလည်းများများတောက်ပေးပါနောက်တစ်ချက်ကကြတော့ဒီဟောအဆိုတော်တွေဆီယမတွေပေါ့နော်ဘာဖြစ်တတ်လဲဆိုလို့ရှိရင်သူတို့ကအတန်ကိုအရန်တုံးရတယ်နော်စာတင်လို့ရှိရင်အတန်ကိုအခြေကြီးပြောရတာမျိုးရှိတယ်အစောရီဆိုလို့ရှိရင်လည်းအခြေကြီးနော်အတန်ကိုထွက်အောင်စိုးရတယ်အဲ့ဒီခါမှာတချို့လူတွေမှာ နော်ဒီအတန်ကိုအကြာကြီးအသုံးပြုရခါမှာမဖြစ်တတ်လဲဆိုလို့ရှိရင်အတန်ဂျိုးပေါ်မှာ polyp လို့ခေါ်တဲ့အတပ်ပူလေးတွေဖြစ်တတ်တယ်အဲအတပ်ပူလေးတွေရှိတဲ့အခါမှာလည်းပဲဒါအတန်ပြောင်းတာနော်အတန်အောသွားတာမျိုးဖြစ်တတ်တယ်နောက်တစ်ချက်ကကြာတော့ဒီ levin ကြီးတဲ့နော် thyroid gland ပေါ့နော်အဲ thyroid gland ဆိုတာဒီ levin ကိုကြီးနေတဲ့ဒီ gland အဲ့ gland ကြီးလာတဲ့အခါမှာ thyroid gland ကြီးလာတဲ့အခါမှာဆိုလို့ရှိရင်နော်ဒီဟာကသွားဖိပြီးတော့အတန်ပြောင်းသွားတာမျိုးလည်းဖြစ်တတ်တယ်နော်ဒါကတော့ကျွန်တော်တို့ကလိုအပ်လို့ရှိခွဲစိတ်ပြီးတော့ကုသလို့ရတယ် နောက်တစ်ချက်ကကြာတော့ဘာဖြစ်တက်လဲဆိုလို့ရှိရင်ကျွန်တော်ကနော်ဒီဒီ level တက်ဝိုက်မှာပေါ့နော်ဒီအတန်ဟိုဟိုဖြစ်စေတဲ့အာယုံကြောတွေရှိတယ်နော်အတန်ဟိုကျွန်တော်ကထွက်စေတဲ့အာယုံကြောတွေရှိတယ်အဲ့တော့အဲ့ဒီအာယုံကြောတွေကိုများကျွန်တော်ကအတန်ဟိုနော်အတန်နဲ့ပတ်သက်တဲ့အာယုံကြောတွေအကျိတ်တစ်ခုခုကသွားဖိတဲ့အခါမျိုးမှာဒီ level တက်ဝိုက်မှာကျွန်တော်အကျိတ်တွေဖြစ်တယ်နော်အဲ့ဒီအကျိတ်ကဒီအတန်ဟိုဖြစ်စေတဲ့နော်အာယုံကြောကိုသွားပြီးတော့ နော်သူကထိကြိုက်တဲ့ခါမျိုးမှာဖြစ်တဲ့ခါမှာအတန်ပြောင်းသွားတာမျိုးလည်းဖြစ်တတ်တယ်နော်အဲ့တော့ဒါကလည်းသတိထားဖို့လိုအပ်တယ်တခါလေအဲ့အကျိတ်တွေကကန်ဆာအကျိတ်တွေဖြစ်နေတတ်တယ်နော်အနောက်ဆုံးချက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကန်ဆာတွေကြောက်ပဲဖြစ်ပါတယ်။အဲ့တော့ရှေ့မှလည်းကျွန်တော်ပြောထားတယ်ဆက်လိုက်အရက်တောက်မယ်ဆိုရင်အတန်အိုးကန်ဆာဖြစ်တယ်။အဲ့တော့အတန်အိုးကန်ဆာဖြစ်သွားပြီဆိုလို့ရှိရင်အတန်ပြောင်းသွားတတ်တယ်။အနည်းရှိတယ်အရေးကြီးတယ်ကန်ဆာဖြစ်တဲ့အတွက်ကြောင့်ဆောင်နဲ့ပေချာကုသမှာဖြစ်ပါတယ်။အဲ့တလို့ပဲเนาะကျွန်တော်အဆုတ်ကန်ဆာဖြစ်ပြီဆိုလို့ရှိရင်အတန်ပြောင်းသွားတတ်တယ်။အဲ့တော့အရေးကြီးပါတယ်။ တော့အတက်ကကြီးပြီရုပ်တရက်အတန်ရုပ်တရက်ပြောင်းသွားတယ်အစားတော့လည်းပြတ်တယ်ချောင်းဆိုရင်တွေးပါတယ်ရုပ်တရက်ပိန်သွားတယ်အဲ့လိုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနော်အဆုတ်ကန်စာတွေဒါတွေကိုတိကျ group site ပို့လိုအပ်တယ်နောက်တစ်ခုကအတန်ဝန်းကန်စာဖြစ်နိုင်တယ်နော်အားကြမလို့မြို့မြောက်ကန်စာတွေဆိုလို့ရှိရင်အနေရရှိတယ် တခြားကုသဖို့လိုအပ်တယ်ဆရာဝန်နဲ့တခြားတိုင်ပင်ပြသမှာဖြစ်ပါတယ်เนาะအဲ့တော့အခုကျွန်တော်ပြောသားရတဲ့အချက်တွေကကြာတော့အတန်အောတာအတန်ပြောင်းတာကိုဖြစ်စေတဲ့အချက်ဆက်ချက်ပဲဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးအတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်သိချင်တာရှိရင်လည်းကွန်မန့်မှာမေးလို့ရပါတယ် channel လေးကို subscribe လုပ်လို့ရတယ်ဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်